ဟယ်လိုမစ္စတာငယ်ချင်းများအားလုံးမင်္ဂလာပါရှင်။ကျွန်တော်ပိုင်းစကန်တိုင်းဘောက်ရီမှာပြန်လည်ကြိုဆိုပါရစေ။ခုလုပ်ပေးမယ့်ရီဒင်းလေးကတော့ collective ရီဒင်းလေးပေါ့နော်။ပိုင်းရေးစရာမလိုဘူး group ခွဲမထားတော့ဘူးပေါ့နော်။အခုမှအခုဒီအခုချိန်မှာပေါ့နော်ခေါင်းစက်တစ်ခုရမ်းဖို့ပဲစိတ်ထဲမှာလေးအဲ့ခေါင်းအဲ့အကြောင်းညာရောက်လာလို့ပေါ့နော်။ သူပါကြောင့်အဲ့တော့ဒီရန်ကြီးဝမ်းနေနေတာနေရတာလေပေါ့နော်အဲ့ခေါင်းစဉ်တွေကိုရန်လုတ်ပေးခြင်းတွေတို့သူကထပြီးတော့စိတ်ကူးရတို့ပေါ့နော်ထပြီးတော့လုပ်လိုက်တာပါ collective meeting တွေပါသူရွေးစရာမလိုပါဘူးနော်အာတရားရကပေါ့နော်အခုချိန်မှာရန်ဝမ်းနေနေတယ်သူခံစားရတယ်အဲ့ရန်ဝမ်းနေနေတာဘာကြောင့်သူအဲ့တော့ရန်ဝမ်းနေနေရတာလဲအဲ့ခံစားချက်တွေရှိနေတဲ့သူတွေတွေရှိမယ်လို့ထင်တယ်ပေါ့နော် ကိုယ့်ရဲ့စိတ်ထဲမှာကိုယ့်ရဲ့တစုံတရာကဝမ်းရနေတယ်လို့ခံစားရတယ်ဆိုလို့ရှိရင်ဒီလူတွေမျိုးကြည့်ပေါ့နော်ဒီနေ့ energy ကိုက်ချက်တို့ထင်တယ်ဆိုလို့ရှိရင်လည်းယူပါ energy မကိုက်ဘူးထင်တယ်ဆိုလို့ရှိရင်လည်းကြောသွားလို့ရပါတယ်အဲကိုနဲ့လုံးဝကြီးကိုက်နေရမယ်လို့မဆိုလို့ပေါ့နော်ဒီနေ့အစဉ်တည်းတို့ပဲကြည့်ကြည့်ပါတစ်ခါတူဆိုတာကဘယ်လိုပေါ်လာလဲလို့မရှိရဘူးပေါ့နော်ဟိုအခုကစိတ်ထဲမှာအရန်ကိုတုတ်ပြနေတာလေဂျီယိုချက်လေးဖြစ်လာလို့ပေါ့နော်စိတ်ကအရန်တောင်းတလေးတို့ဒါပဲဒီစိတ်ကဖြစ် အခုဟာဒီ reading ကိုလုပ်ဖို့လုပ်ချင်နေတော့မလုပ်လိုက်ရတာပေါ့နော်အဲ group ရွေးတာ group ရွေးစရာမလိုဘူးပိုင်းမရွေးထားရင်မရွေးရဘူးပေါ့နော် collective reading လေးကြည့်ပြမှာဖြစ်ပါတယ်အဖက်သူကဘာကြောင့်အဲ့လိုတည်တည်သူ one နဲ့နေရတာလဲပေါ့နော်ဒီတန်လေးကိုစပြောကြည့်လိုက်ပါမယ်။ဟို temperance တဖက်သူကလေအခုလက်ရှိမှာသူစိတ်ကိုလေရှင်းအောင်မနှဲဘူးပဲထားထားရတဲ့ပုံစံလေးပေါ့နော်သူရဲ့အဲ daily life မှာသူဖြစ်ရှင်နေတဲ့စိတ်တင်နဲ့အဲသူရဲ့စိတ်ဆန္ဒလေးနောနေတယ်ဒါမှလည်းသူကိုယ်သူအတတ်နိုင်ဆုံးငါစိတ်လျှော့ထားမှဖြစ်မယ်အာဒီတိုင်းငါစိတ်ကိုပေါ့နော်ဝုန်းတိုင်းကျဲပြီးတော့မှထားလိုက်လို့တော့မဖြစ်ဘူးအတတ်နိုင်ဆုံးစိတ်ကိုအေးထားမှဖြစ်မယ်စိတ်ရှိရမယ်တိခန့်ရမယ်ငါဖြစ်ရှင်တာလေးတွေမဖြစ်ရသေးခင်မှာမ လက်ရှိစိတ်ကလေးကိုပေါ့နော်တန်းတန်းဆိုအေးချမ်းအောင်နေမယ်စိတ်ကိုတန်းတန်းဆိုချော့ချပြီးတော့မှနေမယ်ဆိုပြီးတော့စိတ်လေးထားပြီးတော့မှလက်ရှိသူ့စိတ်ထဲမှာအဲ့လိုမျိုးလေးနေနေရလေးကိုမြင်ရပါတယ်သူကသူတန်းနိုင်ဆိုစိတ်ကိုဆွဲဆန်ထားတယ်ပေါ့နော်စိတ်ကိုတန်းနိုင်ဆိုတည်ငြိမ်အောင်အေးချမ်းအောင်ထားထားတယ်ဆိုတဲ့ energy လေးတစ်ခုကိုဒီတက်မှာတွေ့ရပါတယ်ဖေရှင်ပန်တကယ် အခါတလေသူစိတ်ထဲမှာကလေဟိုသူပြစ်ချင်နေတဲ့ဆန္ဒကတခြားဖြစ်နေတာကတခြားဖြစ်တဲ့အတော့ကြောင့်မလို့သူလုံးတဲ့ကိစ္စတွေပေါ်မှာအရင်ကြီးဆရာထက်သန်မှုတော့ဒီထဲမှာရှိမနေဘူးဟိုသူ့ကိုယ်သူပဲစိတ်ကိုပေါ့နော်ဟီးလင်းပြအောင်တတ်နိုင်ဆုံးစူးစမ်းနေတာဖြစ်တဲ့အတော့အဲသူနေတဲ့သူ့ရဲ့ပုံစံသူ့ရဲ့ daily မှာကနည်းနည်းဟို ADS ဖြစ်နေတာမျိုးလေးတွေအမလို့အများဖြစ်နေတာသူ့ကိုယ်သူပေါ့နော်သိပြီးတော့မှဟိုတက်ကြွမှုမရှိဘူးလို့ခံစားနေရတာမျိုးလေးတွေလက်ရှိမှာသူတတ်နိုင်ဆုံးသူ့ကိုယ်သူဟို ရှော့ချပြီးတော့မှစိတ်ထဲမှာရှိတဲ့ပူတွေကိုအ ਨੇ ဆုံးချင်အောင်နေနေတဲ့ energy တွေတခုကိုဒီထဲမှာတွေ့ရပါတယ်နော်ကိုရောပေါ့ကျွန်း तू อ่ะ तू အချိန်တခုကိုတော့ तू သတ်မှတ်ထားပြီးသားရှိလိမ့်မယ်ပေါ့เนาะဘယ်အချိန်ကိုတော့ဖြင့်အဲ तू ဘက်ကအဲ့အချိန်တခုကိုရောက်လို့ရှိရင်တော့ငါဒီကိစ္စကိုမဖြစ်ဖြစ်အောင်လုပ်လိုက်မယ်အဲ့လိုပုံစံမျိုးလေးစိတ်ကူးထတာလေးကိုတွေ့ရပါတယ်เนาะ ခုကြည့်နေတဲ့ collateral တွေနဲ့ပတ်သက်ပြီးတော့မှသူစိတ်ထဲမှာဥမာအာကိုယ်နဲ့ပတ်သက်လို့ရှိရင်ကိစ္စတစ်ခုခုကိုသူ့ဘက်ကနေပြီးတော့မှ အကောင့်ထဲပေါ်ကျင်တာမျိုးပေါ့နော်အကောင့်ထဲပေါ်ကျင်တာမျိုးလေးတွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ခုတော့လောဆယ်မှာမဖြစ်နိုင်သေးတဲ့အနေအထားလေးတွေရှိပါလိမ့်မယ်အဲ့မဖြစ်နိုင်သေးတဲ့အနေအထားလေးတစ်ခုမှာသူ့ဘက်ကအောင်ဤသိခံပြီးတော့မှအစိတ်ကိုလျှော့ပြီးတော့မှနေနေတယ်အဲတခြားကိစ္စလေးတွေမှာအယုံပြောင်းထားတာမျိုးလေးပေါ့နော်ဥပမာသူ့ရဲ့လောကိုင်းနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်သူ့ရဲ့ဝါသနာပါရကိစ္စရဲ့တခုနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်သူ့ကိုယ်သူအဲ့ဘက်မှာအယုံလွှဲထားတာမျိုးလေးရှိနေမယ်ပေါ့နော်အယုံလွှဲထားပြီးမဲ့လည်းသူလုံးဝမေ့ထားတာမျိုးတော့မဟုတ်ဘူးပေါ့နော်သူဖြစ်ချင်တဲ့အိမ်မက်လေးတွေစိတ်ကူးလေးတွေကတော့အဲသူ ဟိုအချိန်တခုသတ်မှတ်ထားတာရှိလိမ့်မယ်ပေါ့နော်။မဘလနာတစ်ပတ်လား၁၀ရက်လားတစ်လလားအဲ့အချိန်ကြာလို့ရှင်ရတာသူရအောင်စူးစမ်းပြီးတော့မှလောက်တော့မယ်ဆိုတဲ့ URL ကြေးလေးစိတ်ပိုင်းဖြတ်ထားတာမျိုးလေးပေါ့နော်။သူရသတ်မှတ်ချက်မရောက်ခင်အဲသူအတန်းနိုင်ဆုံးစိတ်ကိုအေးချမ်းအောင်နေနေတယ်ဆိုတဲ့ပုံစံလေးတခုဒီထဲမှာတွေ့ရပါတယ်နော်။ဖိုင်ရော့ခတ်တချို့ကလည်းလေဟို နေအောင်ဂျားထဲမှာရှိခဲ့ပြီးသားအချိန်လေးတစ်ခုကိုသူ့ဘက်ကနေပြီးတော့ဘာလို့မမြင်ခဲ့တာမျိုးသူလက်လွတ်ခလန့်ရတဲ့အချိန်လေးတွေသူတမိုးရှိတဲ့ကိစ္စလေးတွေကိုသူအခုလက်ရှိမှာနောက်ထပ်ရနေတယ်နေအောင်ဂျားထဲမှာငါဒီလိုအချိန်မှာငါအဲ့လိုကတော့ဘယ်လိုလုပ်လိုက်ရမှာအခုငါဒီချင်းကြမှာငါဘာမှလုပ်လို့မရတော့ဘူးဆိုပြီးတော့လက်ရှိမှာနောက်သားရနေတာမျိုးလေးတွေပြီးဆုံးသွားတဲ့အဲကိစ္စလေးတွေဟို သူညနေရှိခဲ့တဲ့ကိစ္စလေးတွေပေါ့နော်အထူးသဖြင့်သူဘက်ကနေပြီးတော့မှသတိမထားမိခဲ့တာမျိုးလေးတွေရှိကောင်းရှိနေမယ်သူမမြင်ခဲ့တာလေးတွေသူမသိခဲ့တဲ့ကိစ္စလေးတွေအချိန်လွန်သွားပြီးမှသူဘက်မှာနောက်တရနေတာမျိုးလေးပေါ့နော်အဲ့နောက်တရနေတဲ့ကိစ္စကြောင့်ပဲသူရမ်းဖို့ပဲအခုလက်ရှိမှာဝမ်းနည်းနေတာပေါ့နော်သူပူဆွေးနေရတယ်သူစိတ်တွေလုံးဝအေးချမ်းနေသူစိတ်တွေလုံးဝပျော်ရွှင်မနေဘူးစိတ်ချမ်းသာမနေဘူးပေါ့နော်အတတ်နိုင်ဆုံးတော့သူကသူဟီးဖြစ်အောင်နေနေတာမျိုးလေးပေါ့နော်အပူနန်းအောင်တော့သူကသူစိတ်ကနေပြီးတော့မှ စိတ်အပြောင်းလဲဖြစ်အောင်တော့စူးစမ်းနေထိုင်နေတယ်ပြောလားဆိုရင်တော့မပြောဘူးအဲ group ဒီကြည့်နေတဲ့ collective လေးနဲ့ပတ်သက်လို့ရှိရင်သူစိတ်ထဲမှာအရင်ကပဲယူကြုံမရနောက်ထပ်ရနေတာမျိုးလေးတွေသူအချိန်ရှိတုန်းကစူးစမ်းခဲ့တဲ့ကိစ္စလေးတွေအချိန်ရှိတုန်းကမပြောပြခဲ့တဲ့စကားလေးတွေအဲသူပုံဆုံးသွားပြီးကမှအချိန်တွေလွန်သွားကမှအခုလက်ရှိမှာ တို့အရန်ကိုပဲအဲ့အချိန်လေးကိုနောက်ပြန်လှည့်ကျင်နေတာမျိုးဒီမှာခီရောပေါ်ချုံပေါ့နော်အချိန်လေးကိုနောက်ပြန်လှည့်ကျင်နေတယ်အဲအရင်တော့အချိန်လေးကိုပြန်သွားကျင်နေတယ်ဒါပေမဲ့လည်းမဖြစ်နိုင်တော့ပါဘူးလေငါအာခဏတစ်ခွတ်တော့ငါနည်းနည်းလေးငါစိတ်ကိုငါအအစီအပြေအောင်ပေါ့နော်သူစိတ်နဲ့သူအဝင်ဝင်ကြားပြအောင်တော့ငါစူးစမ်းပြီးတော့မှနေမှာဖြစ်မယ်ဆိုတဲ့စိတ်လေးနဲ့အခုလက်ရှိမှာသူနေနေတာလေးကိုမြင်ရပါတယ်သထားဝါ တချို့ကလည်းလေလုံးဝပြီးဆုံးသွားပြီလားဆိုပြီးတော့မှကြောက်ရွံ့နေတဲ့ energy လေးတစ်ခုပေါ့နော်တွေးရတယ်နော်ဒီကြီးနေတဲ့လူတွေတွေနဲ့တစ်ဖက်သူရဲ့ခြေထဲမှာ collective လေးတွေနဲ့ခြေထဲမှာကလေတချို့လူတွေတွေအတွက်ကလုံးဝကိုပြီးဆုံးသွားပြီလို့ခံစားနေရတာမျိုးလေးပေါ့နော်သူ့ဘက်မှာကသူ့ဘက်ကခံစားရတာကိုပြောတာပေါ့နော်သူ့ဘက်မှာကဟောနောက်တစ်ချိန်ဆိုတာငါ့အတွက်ရှိလာပါအောင်မလားဒါပေမဲ့အခုလက်ရှိမှာတော့ငါဘာမှလုပ်လို့မရတာတေချာသွားပြီငါ့အတွက်ကတော့ပုံဆုံးသွားခဲ့ပြီပေါ့နော်ငါဘာမှပြန်ဖက်ဆက်လို့မရတော့ဘူးအရာလုံးကပြီးသွားပြီ ွဲပြီးသွားပြီပေါ့နော်ပြီးသွားဂိမ်းဟိုပါဖြစ်သွားပြီဆိုပြီးတော့ဒီလက်ရှိမှာစိတ်စိတ်တက်ကြနေတာမျိုးအဲသူပြန်ပြီးတော့ပြင်ဆင်ခွင့်မရမှာကိုစိုးရိမ်နေတာမျိုးလေးပေါ့နော်အဓိကကတော့သူစိတ်ထဲမှာအဲဟိုလွန်သွားခဲ့တဲ့အချိန်တွေဟိုပြန်ပြီးတော့မှနောက်လှည့်လို့မရတော့တဲ့ကာလာလေးတွေအဲအချိန်ကာလာလေးတွေကိုသူအရင်နှမျောတတာဖြစ်နေတယ်ပြန်ပြီးတော့မှသွားလို့ရတယ်ဆိုလို့ရှိရင်ပြန်သွားကျင်တာမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်နေတာမျိုးလို့တွေ့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့လဲအဲသူ့ဘက်မှာအရန်ကိုပဲပူဆွေးနေရတယ်ဝမ်းနေနေရတယ်ပေါ့နော် ဟိုနောက်တိုင်းအကြီးကျယ်ရနေတာမျိုးဟိုပြီးဆုံးသွားတဲ့အရာတစ်ခုပေါ်မှာသူစိတ်မချစ်ပင်နဲ့ဖြစ်နေတယ်။အဲဒါမှမဟုတ်လည်းသိခံပြီးတော့မှစူးစမ်းနေနေတဲ့အနေအခြေလေးတစ်ခုကိုမြင်ရပါတယ်နော်။ True up and တကယ်။သူကကတော့ဖြစ်နေလို့ရှင်ရေးပြန်ပြောမှအဆင်ပြေဖို့အတွက်အဲသူစူးစမ်းချင်းနေတဲ့အနေအခြေလေးပေါ့နော်။အချိန်တစ်ခုကိုသူဘက်မှာဒါတကယ်လို့ခွင့်ရတစ်ခုပေးလာခဲ့မယ်ဆိုလို့ရှင် universe ကပေးလာခဲ့မယ်ဆိုလို့ရှင်ပေါ့နော်သူပြန်ပြီးပြင်ဆင်ခြင်းစိတ်လေးရှိတယ်ပြင်ဆင်ခွင့်ရမယ်ဆိုရင်တော့သူပြင်ဆင်ခြင်းနေတယ်ပေါ့နော်အဲ့လို energy လေးတစ်ခုကိုဒီထဲမှာတွေ့ရပါတယ် အချိန်တုန်းကတော့တမိုးမထားခဲ့တဲ့အချိန်လေးတွေသူ့အတွက်ဟိုအရေးပါမယ်လို့မထင်ခဲ့တဲ့အဲကာလာလေးတွေဒီကြီးနေတဲ့သူလေးတွေနဲ့ပတ်သက်လို့ရှိရင်ဒေသူရှိခဲ့တာဥပိ္ပခပြုခဲ့တာတံမိုးမထားခဲ့တာတံမိုးမတီးခဲ့တာလေးတွေသူဘက်ကအခုလက်ရှိမှာတော့အကြီးကျယ်ရနေတဲ့ energy လေးတခုပေါ့နော်ဒါကြောင့်မလို့သူအခုလက်ရှိမှာမမပြောနိုင်မရှင်းနိုင်ပေါ့နော်ဘာမှစိတ်မပါဘူးဆိုတဲ့ပုံစံလေးဖြစ်နေတာကိုမြင်ရပါတယ် serotonin creative ရှိခဲ့မယ်ဆိုလို့ရှိရင်သူဘက်ကပြီးလို့ရတဲ့ ညာတွေမေတ္တာတွေပေးမယ်ဆိုလို့ချင်းလည်းပေးလို့ရတဲ့အနေထားလေးပေါ့နော်ခုဒီ sorry collective လေးတွေကိုသူကဒီမှရငယ်တဲ့အမှားယူတွေအတွက်သူပြန်ပြီးပြည့်စက်ချင်နေတယ်ပြန်ပြီးတော့ဟောသူကကနေပြီးတော့မမေတ္တာတွေပေးဖို့သူကျင်နာတွေပေးဖို့ခရီးဆိုင်မှုတွေပြန်လဲပြီးတော့မပေးရဖို့အတွက်စိတ်သစ်ဖြစ်နေတာမျိုးတွေပေါ့နော်သူစူးစမ်းချင်နေတဲ့ energy လေးတခုကိုတွေ့ရပါတယ်အဲသူဘက်ကနေသာတကယ်လို့အဲ့လိုမျိုးခွေရည်တွေပြန်ပြီးတော့ရခဲ့မယ်ဆိုလို့ရှိရင်တော့သူအကောင်းဆုံးပြန်ပြီးတော့မပေးဆက်ဖို့အတွက်ပြင်ဆင်ထားတဲ့ energy လေးနဲ့တွေ့ရပါတယ်နော် ော်ရပန်တက်ကဲကိုစတဲ့မှာဘလို့မှမကျေနပ်နိုင်မှုဖြစ်နေတာမျိုးလေးတွေအဲအရန်ကိုပဲထိချန်နေတာတော်ရှင်နေရတဲ့အချိန်ဆိုတာမကြည့်သလောက်ဖြစ်နေတာဒီစိတ်တွေနဲ့ပဲပေါ့ခုလက်ရှိမှာရှင်းတန်းနေရတာပေါ့နော်သူ့အတွက်ခက်ခက်ခဲခဲသွားနေရတဲ့ energy လေးတစ်ခုသူစိတ်ထဲမှာဟာလာဟင်းလင်းဖြစ်နေတာမျိုးပေါ့နော်။တော့ဝါစိတ်ထဲမှာဟိုဘာမှမရှိတော့အောင်ဟင်းလင်းနေဖြစ်နေတာ တွေ့စရာတွေ့ညစရာဘာမှမရှိတော့တဲ့အနေအထားတစ်ခုကိုဖြစ်နေတဲ့ energy လေးပါနော် queen of swords ကိုဘက်ကလုံးဝပြီးဆုံးသွားပြီလားကိုဘက်ဘာက ပြန်ပြီးတော့သူ့ကိုပြည်စေခွင့်ပေးနိုင်သေးလားဆိုတာလေးကိုလည်းသူစိတ်ဝင်စားနေတယ်ပေါ့နော်။အာဒီကြည့်နေတဲ့သူလေးတွေအနေနဲ့ကသူ့သူ့ရဲ့အမားတွေကိုပြန်ပြီးတော့ပြည်စေခွင့်ပေးနိုင်ရလား၊ပေးဖို့ရရှိရလားမပေးနိုင်တော့ဘူးလားပေါ့နော်။တသက်လုံးပဲဒီတိုင်းပဲဝေးချားနေတာသူ့မှာတကယ်လို့အခွင့်အရေးတွေရှိခဲ့မယ်ဆိုလို့ရှိရင်သူ့ဘက်ကပြန်လဲပြီးတော့မပြည့်စက်ဖို့အတွက်အဲစိတ်ပိုင်းဖြတ်ထားတာသူ့ဘက်ကရွေထားတာမျိုးလေးပေါ့နော်။သူပြန်ပြီးတော့အာတက်နိုင်ဆုံးသူလက်လူရှိခဲ့တဲ့အရာတွေနဲ့ဆိုသူဘာကမှားယူရတဲ့အမှားယူနေတဲ့ပြန်လည်ပြဆက်ချင်နေတဲ့ energy လေးတစ်ခုကိုမြင်ရပါတယ်เนาะ fluoropen fluoropenic fluorowans အချိန်တုန်းကမြောင်ကြားထဲမှာအဲလာပါခဲ့တဲ့အချိန်လေးတွေအဲဒီလာပါခဲ့တဲ့အချိန်လေးတွေကိုပြန်ပြီးတော့မှသူတို့ကအောင်မြင်နေတယ်အဲဒီအတိုင်းလေးပဲပြန်ပြီးတော့မှပတ်သက်ချင်နေသေးတယ်ကိုဘက်ကလုံအောင်စိန်ကားသွားမှာကိုလည်းသူရန်ချောင်းရုံနေတဲ့ energy လေးပေါ့နော်ဒီမှာဆို quinoa sweat fluorowan ဒီရှိပိသားတန်ရုံစင်နေဖက်တောက် live မှာကိုလည်းသူချောင်းရုံနေတဲ့ energy လေးပေါ့နော်ကိုဘက်က ခုလိုမျိုးပြီးဆုံးသွားတဲ့အနေထားလို့သူခံစားနေရတဲ့အချိန်မှာအဲဒီကြည့်နေတဲ့သူလေးတွေအနေနဲ့ကသူ့ဘက်မှာရောစိတ်ကားသွားပြီလားပေါ့နော်အပြီးတိုင်းပဲတကယ်ပဲညီညာမှာရာအလုံးကိုအပိုင်းပိုင်းဖြစ်အောင်ပေါ့နော်အဆုံးတက်လိုက်ပြီလားဆိုတာလေးကိုသူစိတ်ဝင်စားနေတယ်ဒီကန်းကိုပဲတည်ချင်နေတဲ့အနေကြီးလေးပေါ့နော်နိုင်တော့ပန်တကယ် နိုင်ရပန်တကယ်တမတ်ချက်ရှင်အခုလက်ရှိအနေထားမှာဒီ collective လေးတွေကိုသူ့ဘက်ကနည်းနည်းလေးထိတ်လန့်နေတာမျိုးလေးထိတ်လန့်နေတယ်ဆိုတာအခုဒီကြည့်နေတဲ့သူလေးတွေအနေနဲ့ကသူ့ဘက်မှာလုံးဝပြတ်သားလိုက်မှလားသူပြန်ပြီးတော့မှဒီလိုမျိုးတောင်းပန်မှု ခွေရေးရှိရလားဆိုတာကိုသူဘက်ကကြောင်းရုံနေတဲ့အနေချင်းလေးပေါ့နော်ဒီမှာဆိုလို့ရှိရင်သမချင်းရှင်သမချင်းရှင်ဟာသူ့စိတ်ထဲမှာကတော့လေဒီကြည့်နေတူလေးနဲ့ပတ်သက်လို့ရှိရင်စိတ်ထန်းစားချက်ကလုံးဝကိုပြတ်ပြတ်သားတယ်ပြတ်သားတယ်ပေါ့နော်အခုလက်ရှိသူစိတ်ပိုင်းဖြတ်ထားတယ်သူ အချင်းချင်းမှာတော့ကြောင်ပြန်ပြောမှစူးစမ်းမယ်ဆိုတဲ့ပုံစံလေးတော့တွေ့ရတယ်ဒါပေမဲ့လည်းခုတည်းရှိအဲဒီကြည့်နေတဲ့သူတွေဒီ collective လေးတွေကိုသူဘက်ကကြောင်ယူနေတာမျိုးလေးတွေသူကမှားရင်းမှားခဲ့တယ်သူဘက်ကမှားခဲ့တဲ့အမှားလေးတွေကိုပြန်ပြီးတော့မှခွင့်မလွတ်နိုင်မှာတကယ်ပဲအဆုံးသတ်လိုက်မှာလားဆိုတာလေးကိုသူအရန်ကြောင်ယူနေတဲ့ energy လေးပေါ့နော်ဒါဆိုလို့ရှိရင်ခွင့်တော့ပတ်တကယ်ဘယ်လောက်ပဲအဲနှစ်ယောက်ကြားထဲမှာက စင်မပြေတဲ့အခိုက်အတန့်လေးကိုရောက်နေပါစေသူ့ဘက်မှာတော့အာဒီကြည့်နေတဲ့သူလေးတွေကသူ့အတွက်စိတ်ထဲမှာအခိုင်အမာရှိနေပြီဒါဘယ်လိုမှပြပြမသွားဘူးဟောသူအရင်တုန်းကမှားခဲ့တဲ့အမားလေးတွေသူဂိမ်းဆိုင်ခဲ့မိခဲ့တဲ့အချိန်တွေအတွက်သူအရန်ကိုနောက်သားတွေရပြီးတော့မှအခုတကယ်လို့ဒီကြည့်နေတဲ့သူလေးတွေက collective လေးတွေကဒါနောက်တော့နောက်တစ်ချိန်ပြန်ပြီးတော့ second chance ပေးမယ်ဆိုလို့ရှိရင်ဒီဘက်ကတော့ဘာမှမဆိုရအောင်စူးစမ်းပြီးတော့မှကိုယ်ပေါ့နော် စိတ်ကျင်တဲ့အားကိုအဓိကပြန်လက်ခံဖို့အတွက်ဘာလို့ကလောက်ရဆိုတဲ့အနေအခြေလေးတစ်ခုတစ်ခုမှာဖြစ်ပေါ်နေတာမျိုးလေးပေါ့နော်ဒီမှာဆိုနိုင်ရောပန်တကယ်ခုလက်ရှိမှာတော့နည်းနည်းလေးသူစိတ်ထဲမှာဟိုမတင်မကြလေးဖြစ်နေတယ်ပေါ့နော်မတင်မကြဖြစ်နေတယ်အဲကိုဘက်ကသူ့ကိုမြင်းဆန်လိုက်မှာကိုဘက်ကသူ့ကိုမောင်းထုတ်လိုက်မှာဟိုသူကြောက်ရွံ့နေတဲ့အတွက်ကြောင့်မလို့ခုလက်ရှိမှာတော့သူတာလေးဟိုသူ့ခြေလန်းလေးတွေကိုပေါ့နော် သိပြီးတော့မှမပြန်မပြင်သေးဘူးလောက်ချာရှိတာလေးတွေကိုသူပုံမှန်အတိုင်းလေးပဲလုပ်နေတယ်ကိုနဲ့ပတ်သက်လို့ရှိရင်80ဒိုမဲ့ကိစ္စလေးတွေကိုသူအသားလေးနေနေသေးတယ်ပေါ့နော်အရင်ကြီးချမှပြသေးဘူးကိုအရင်လျှောက်ကိုကိုစီကိုလျှောက်ရှားမှုတွေသိပြီးတော့မလာသေးဘူးဆိုပေမဲ့သူစိတ်ထဲမှာကတော့ရအောင်တစ်ချိန်ချိန်မှာတော့ငါရအောင်လုပ်ဖို့လုပ်မယ်ဆိုတဲ့ energy လေးပေါ့နော် hero fortune ရဲ့ the magician သူဒီဒီ connection ကိုတော့သူအဆုံးမတက်ဘူးဘယ်လိုပဲဖြစ်နေပါစေသူဘယ်လိုမှအဆုံးတက်မှာမဟုတ်ဘူးအဓိကကအခုလက်ရှိအနေထားမှာ collective တွေရဲ့အခြေအနေကိုကြည့်ပြီးတော့မှသူကလှုပ်ရှားနေတာဖြစ်တဲ့အတွက်အဲသူရဲ့စိတ်ကံစားချက်တွေအပြေအဝါကိုသိရမှာမဟုတ်ဘူးသူဘက်ကသူမှားခဲ့တဲ့အမှားတွေသူကျွလွန်ခဲ့တဲ့ဟာတွေသူလက်လီရှုခဲ့မိတဲ့အခြေအနေအဲ့အခြေအနေကိုသူကောင်းကောင်းကြီးသဘောပေါက်တဲ့အတွက်ပေါက်တယ်ပေါ့နော်အဲ့သဘောပေါက်တဲ့အတွက်ကြောင့်မလို့သူကမှားရင်းခဲ့တဲ့အမှားတွေအတွက်အဲကိုဘက်ကသူ့ကို ဆက်ဆက်နေတဲ့ပုံစံကိုကြည့်ပြီးတော့မှသူကခြေလမ်းကိုပြင်မယ်ပေါ့နော်သူခြေလမ်းကိုဘယ်လိုရှေ့ဆက်တိုးရမယ်ဆိုတာကိုသူဆုံးဖြတ်မယ်ဆိုတဲ့ပုံစံလေးပေါ့နော်ဒါပေမဲ့ကိုအခုလက်ရှိသူရဲ့ပုံစံကိုကြည့်ပြီးတော့သူရဲ့စိတ်ကိုသိနိုင်မှာမဟုတ်ဘူးပေါ့နော်သူကအခုလက်ရှိသူတွားနေတဲ့ပုံစံကကြတော့သူ့ကိုသူဒီလိုမျိုးပါလားဆိုတာသူပဲသိတယ်သူဘယ်လိုခြေလမ်းနဲ့တွားနေရလဲဆိုတာသူပဲအသိဆုံးပေါ့နော်ကိုအမြင်မှာတော့သူသိပြီးတော့မှအမမထူးခြားပါဘူးသူပုံစံကြည့်ရတာဒီတိုင်းပဲ ဖြစ်မှာပါဘာမှပြောင်းလဲမှာလည်းမဟုတ်ဘူးလို့ထင်ကောင်းထင်နိုင်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျလို့ရှိရင်တော့သူစိတ်ထဲမှာကကိုလည်းရှိမှာဒါသူအဲ့လိုမျိုးပုံစံမျိုးနဲ့ကိုယ်စိတ်တိုင်းကျကိုယ်စိတ်နဲ့ကိုယ်နဲ့အဆင်ပြေဖို့အတွက်သူဒီမှာဆိုရင် true open တကယ်ပေါ့နော် true open တကယ်သူအဆင်ပြေဖို့အတွက်စူးစမ်းပြီးတော့နေတာအာနိုင်ရောညွှန်ပြောင်းနေနေတာဖြစ်တဲ့အတွက်သူကန်စားချက်တွေတော့ကိုကုံမြင်ရမှာမဟုတ်ဘူးပေါ့နော်။ဒါပေမဲ့အဲတချင်းချင်းကိုတော့သူလုံးဝအကောင့်ထဲပေါ်ပြီးတော့မှကိုကို ချပြလိမ့်မယ်သူစံစားချက်တွေဘယ်လိုရှိတယ်သူဘယ်လိုသွားမယ်သူဘာတွေယူရထားတယ်ကိုကသူ့ရင်ထဲမှာဘယ်လိုနေရယူထားတာမျိုးသူစိတ်ထဲမှာကိုကိုဘယ်လောက်ထိနေရပေးထားတယ်ကိုကသူ့အတွက်ဘယ်လောက်အရေးပါတယ်ဆိုတာကိုသူချပြလိမ့်မယ်ပေါ့နော်ဒီမှာဆို Queen of Pentacles The Magician Knight of Pentacles အခုလက်ရှိကတော့ပုံမှန်တိုင်းလေးပဲဆက်သွားနေမြဲပုံစံလေးပေါ့နော်သူစိတ်ထဲမှာရှိတဲ့အတိုင်းတော့အကုန်ပြရမှာမဟုတ်ဘူးကိုတိအောင်ပြမှာတော့မဟုတ်ဘူးဆိုတာလေးကိုတွေ့ရပါတယ် Knight of Pentacles အခုအနေထားမှာတော့ ဟိုသူ့ဥပိ္ပခါသူ့ထားတာမျိုးလေးတွေဟိုတို့တို့ကျင်းတဲ့အနေထားလေးတခုမရသေးခင်ကာလမှာတော့သူသူခန့်သိခန့်ပြီးတော့မှနေနေတဲ့ပုံစံလေးပေါ့နော်အဲ့တော့ပန်တဲ့ကအခုလက်ရှိမှာကတော့ အခုဓာကြည့်တဲ့ဒီ collective လေးတရားသူ့ကိုဥပိ္ပခာသုထတာမျိုးအထူးချက်နေတာမျိုးလေးတွေသူတယောက်တည်းဖြစ်နေတယ်လို့ခံစားရတာမျိုးလေးတွေပေါ့နော်။ဒီမှာဆိုလက်ကက်တွေအကုန်လုံးက single ကက်တွေကြီးပဲကြာတာနော်။နေအောင်ကြာတဲ့မှာကဟိုဒါကြည့်နေတဲ့ collective လေးတွေအနေနဲ့ကသူ့ပေါ်မှာကောင်းပြီးခဲ့တာလေးတွေရှိကောင်းရှိနိုင်တယ်ပေါ့နော်။သူ့ဘက်ကဘာမှမပြောင်းလဲခဲ့ဘူး။အဲသူကဒါကိုယ်ကိုတမိုးမထားခဲ့တာမျိုး၊သူကဒါကိုယ်ကိုခင်းမဆိုင်ခဲ့တာတိတိယူခဲ့တာလေးတွေဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။ဒါကြောင့်မို့လို့လေသူ့ဘက်ကအမှားလေးကိုသူ့ကိုယ်တိုင်သိတဲ့အတွက်အဲသူ့ဘက်မှာ အဲဒီလိုမျိုးလေးတွေဒီမှာရတဲ့အမှားလေးတွေပေါ်မှာသူပြန်ပြန်ဆက်ဖို့အချိန်တစ်ခုစောင့်ဆိုင်နေတာအာဒီ collective လေးတွေနဲ့လက်ရှိမှာအစီအပြေဖို့အတွက်ပဲသူစူးစမ်းပြီးတော့နေနေတာမျိုးသူရဲ့ရင်ထဲရခန်းစားချက်တွေအစအမှန်တွေသူဘာတွေယူရထားရလဲဘာတွေဖြစ်ချင်တာလဲဘယ်လိုပုံစံရှိလဲခုပေါ်မှာဘယ်လိုခန်းစားချက်တွေရှိပါလဲဆိုတော့အဲဒီအကြောင်းအရာတွေကိုတော့သူအကုန်လုံးကိုမပြသေးဘူးပေါ့နော်အာဒါပေမဲ့ကိုနဲ့အစီအပြေတဲ့အနေထားရောက်ပြီးကိုဘက်ကလည်းသူ့ကို နိုင်ငံညွှန်ပြေပြာနေနေတဲ့အဲပို့ပြီးတော့ကောင်းလာတဲ့အခြေအနေလေးတွေရှိခဲ့မယ်ဆိုလို့ချင်းတော့အဲ့ဒီအခြေအနေတခုကိုသူကစောင့်မျှော်နေတာမျိုးပေါ့နော်အခြေအနေကောင်းတခုကိုစောင့်ပြီးတော့မှသူဘက်ကနှုတ်ရှားဖို့စိတ်ပိုင်းဖြတ်ထားတဲ့ energy လေးတခုကိုတွေ့ရပါတယ်လက်ရှိမှာတော့သူကသူဘက်ကကျူးလွန်ခဲ့တဲ့ကိစ္စလေးတွေသူဘက်ကဟိုဥပိ္ပခပြုခဲ့တာမျိုးလေးတွေအဲဒီရှိနေတဲ့ collective လေးတွေပေါ်မှာအဲသူ ဘင်းဆိုင်ခဲ့မိတဲ့ကိစ္စလေးတွေပေါ့နော်သူဘက်ကလက်တွေ့ရှိခဲ့တာသူဘက်ကလိုအပ်ချက်တွေရှိခဲ့တာပေါ့ကိုယ်ပြောမယ်ဆိုရင်သူ့ရဲ့လိုအပ်ချက်တွေကိုသူကိုယ်တိုင်မြင်လာတာဖြစ်တဲ့အတွက်အဲ့ဒီအတိုင်းပဲသူကအာခုလက်ရှိမှာကိုဘက်ကဆက်ဆံတဲ့ပုံစံကိုကြည့်ပြီးတော့မှသူကလိုင်ယွန်ကြီးတွေဖြစ်အောင်တန်းနိုင်ဆုံးနေနေတာပေါ့နော်အဲသူ့ရဲ့နေရာခန်းစားချက်တွေအတိုင်းကိုချမှတ်ပြသေးဘူးဒါပေမဲ့အခြေတစ်ခုရောက်တဲ့ခါကျရင်တော့သူကအခြေကောင်းရောက်လို့ရှိရင်သူဘလို့ခန်းစားသူ့ဘက်မှာရှိတဲ့ခန်းစားချက်တွေကိုအကုန်ထုတ်ပြမယ်ပုံစံလေးကိုဒီထဲမှာတွေ့ရပါတယ်နော် လက်ရှိမှာကတော့အာဒီကြည့်နေတဲ့သူလေးတွေစီရောဥပ္ပခာလူလာကိုသူခန်းစားနေရတာသူဘက်ကမှားယွင်းခဲ့တဲ့အမှားယွင်းတွေကြောင့်သူတိတ်တိတ်လေးတက်နိုင်ဆုံးငြိမ်ပြီးတော့နေနေတဲ့ energy လေးတစ်ခုကိုတွေးရပါတယ်ရှင်တဝါ base of that မှာတဝါကကြပါတယ်တဝါကိုခင်းတော့ကဒီမှာတဝါခင်းတော့ခတ် tree or cut သူနသူဘက်ကလည်းသူစိတ်ထဲမှာလောကခိုင်မာတဲ့ခံခံစားချက်ကဘာလဲဆိုလို့ရှိရင်တစ်ချိန်ချိန်မှာဒီငါသူပြန်ပြန်အစဉ်ပြေးကိုပြရမယ်ဒီကြည့်လေ collective တွေစီကမေတ္တာတွေဂိမ်းဆိုင်မှုတွေကိုပြန်ပြီးတော့မှငါရကိုရရမယ်ဘယ်လိုပဲဖြစ်နေပါစေငါရအောင်ပြန်ကြိုးစားမယ်ဆိုတဲ့ခိုင်မာတဲ့ခံစားချက်တွေဆုံးဖြတ်ချက်တွေလောကပြတ်သားနေတာမျိုးလေးကိုမြင်ရတယ်ပေါ့နော်ဘယ်လိုမှကိုအဆုံးရှုံးခံမှာမျိုးမဟုတ်ဘူးကိုနဲ့ဘယ်လိုမှအဝေးကွာခံမှာမဟုတ်ဘူးကိုကို လို့မှဆုံးရှုံးမခံမဲနဲ့လက်ရှိမှာသူ့ဘက်ကမြင်းစင်ကြီးကနေတဲ့ပုံစံလေးပေါ့နော်မြင်းစင်ကြီးကနေတဲ့အခြေအနေကောင်းလို့ရှိရင်သူ့ဘက်ကအနေထားတွေအကုန်လုံးကိုသူ့ရင်ထဲမှာရှိနေတဲ့ခန်းစားချက်တွေကိုခြံပြဖို့ယူရထားတာလေးကိုဒီထဲမှာမြင်ရပါတယ်အခုကတော့သူ့ပြင်းတဲ့သူတီးခံပြီးတော့မှအဲသူနေနေတဲ့သူ့ပြစ်တွေကိုသူပြန်ပြီးတော့ပြဆက်နေတဲ့ energy လေးပေါ့နော်။ကြည့်နေတဲ့ collective လေးတွေစိတ်တိုင်းကြကိုဆက်ဆံတဲ့ကိုကသူ့ကိုဘယ်လိုဆက်ဆံလဲကိုကသူ့ကိုဘယ်လိုသဘောထားလဲအဲ့ဒီအခြေအနေလေးကိုသူ အမိရဆုတ်တိုင်ပြီးတော့မှအဲ့ဒီတိုင်လေးပဲသွားနေတာပေါ့နော်လက်ရှိကတော့ခုခံစားချက်တွေအစစ်မှန်ကိုတော့ကိုမမြင်ရသေးဘူးဆိုတာလေးကိုတွေ့ရပါတယ်ဒီတင်လေးကတော့ဒီလောက်ပါပဲ energy ကြိုက်ကြမလားတော့မသိဘူးပေါ့နော်မြင်တာလေးတွေကိုကြည့်ပြထားတာဖြစ်ပါတယ်အဲအရင်ကြီးတော့ serious မဖြစ်ပါနဲ့ပေါ့ပါပါလေးပဲပေါ့နော်စိတ်ထဲမှာအဲ entertainment တစ်ခုလိုပဲသဘောထားပြီးပါနောက်ယူတင်များမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်နော် ဗီဒီယိုလေးကိုနားထောင်ပြီးလို့မို့တိုက်ဆိုင်မှုရှိတယ်ဆိုလို့ရှိရင်တော့ကြားတယ်ဆိုလို့ရှိရင်လည်းကွန်မန့်လေးတွေရေးပေးသွားကြပါဦးနော်အဆုံးဖြတ်ကြည့်ရှုပေးကြရတဲ့ကျေးဇူးများကြီးတင်ပါတယ်နောက်ဝီဒီယိုများမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်နော်